Good afternoon everyone. Gain with အင်ရနေကြိုဆိုပါရစေ။ဒီနေ့ဆိုလို့ရှင်နားထောင်ရင်စတဲ့အစီအစဉ်လေးဖြစ်တယ်ပေါ့နော်။ဒီနေ့မှာဘာအကြောင်းလေးကြည့်ကြမလဲဆိုရင် our future our ငါတို့ရဲ့ future အနာဂတ်ငါတို့ရဲ့အနာဂတ်အနာဂတ်ကကိစ္စလေးတွေကိုကြည့်ကြမယ်ပေါ့နော်။ our future Okay so let's go ဘာလေးတွေလဲဆိုရင်အာဒီမှာ Abraham Lincoln ကပြောထားတယ် The best thing about the future အနာဂတ်နဲ့ပတ်သက်လို့အကောင်းဆုံးအရာကတော့ is ဖြစ်ပါတယ် that ဘာလဲဆိုတော့ it comes one day at a time တခါမှတရက်ပဲလာတယ်တဲ့အနာဂတ်ဆိုတာကြီးဒီကိုရီးယားတလဆိုတာယူဘုံငနဲ့ကြုံတွေ့ရတာမဟုတ်ဘူးတခါတိုင်းတခါတိုင်းမှာတရက်ချင်းစီနေထိုင်ပြီးတော့တရက်ချင်းစီကြုံတွေ့ရတာဖြစ်တယ်အနာဂတ်နဲ့ပတ်သက်လို့အကောင်းဆုံးအချက်ကပေါ့နော်အိဗရာဟမ်လင်ကွန်ပြောရခဲ့တဲ့စကားဖြစ်ပါတယ်အနာဂတ်နဲ့ အနာဂတ်နဲ့ပတ်သက်လို့အကောင်းဆုံးကတော့ကိုရီဒီတရက်ချင်းတရက်ချင်းကြုံတွေ့ရတာဖြစ်ပါတယ်။အဲဒါဆိုကြည့်ကြည့်ရအောင်။ A welder walks. Welder, a welder ဆိုတာဘာလဲဆိုရင်ဂဟေစော်တဲ့သူပေါ့။ Walks အလုပ်လုပ်လေးရှိပါတယ်။ On the construction of a bridge. တရားတိဆောက်ရေးဆောက်လုပ်ရေးလုပ်ငန်းခွင်မှာတဲ့ဒီအဲ world လောက်တဲ့လူပေါ့เนาะခေဆော်တဲ့လူကအလုံးလုံးလေးရှိတယ်တဲ့ဒါသည် welder ပေါ့เนาะခေဆော်တဲ့လူ okay ဒီနေ့ဘာအကြောင်းဖတ်ကြမလဲဆိုရင် choosing a career choosing ရွေးချယ်ခြင်းအဲ career career ဆိုတာအလုတ်ကင်လမ်းကြောင်းပေါ့ယာဒူးတစ်ခုတည်းကိုပြောတာမဟုတ်ဘူးရေရှည်မှာကိုကဘယ်လမ်းကြောင်းကိုသွားမလဲဆိုပြီးတော့ရေရှည်ကိုပြောတာဖြစ်ပါတယ် choosing a career အလုတ်ကင်လမ်းကြောင်းတစ်ခုကိုရွေးချယ်ခြင်း โอเคဖတ်ကြည့်ရအောင် read the following article အောက်ပေါ်ပြပါဆောင်းပါးလေးကိုဖတ်ကြည့်ပါ pay special attention အထူးအာရုံပြုဂရုစိုက်ပါ to the words in bold ထူအောင်လှုပ်ထားတဲ့စကားလုံးလေးတွေကိုအာရုံစိုက်ပါတဲ့ဘိုးလှုပ်ထားတဲ့စကားလုံးလေးတွေကိုအာရုံစိုက်ပါ deciding on a career အလောက်ကိုင်းလမ်းကြောင်းတစ်ခုပေါ်မှာဆုံးဖြတ်ချက်ချရတာသည် design လုပ်ရတဲ့ဆုံးဖြတ်ချက်ချရခြင်းသည် can be ဖြစ်နိုင်ခြေရှိပါတယ် difficult ခက်ခဲသောအလုတ်အကင်လမ်းကြောင်းတစ်ခုအပေါ်မှာဆုံးဖြတ်ချက်ချရတာကခက်ခဲနိုင်တယ်။ There are ရှိကြတယ် so many choices ရွေးချယ်စရာတွေအများကြီးရှိတယ်။ How will you choose နင်ဘလို့ရွေးလိမ့်မလဲ just one တစ်ခုတည်းကိုဘလို့ရွေးလိမ့်မလဲရွေးချယ်စရာတွေအများကြီးပဲတစ်ခုတည်းကိုဘလို့တော့ရွေးမလဲ It can help ကူညီနိုင်ပါတယ် to ask yourself ကိုကိုကိုမေးတာခြင်းအဖြစ်မေးခြင်းအဖြစ် some important questions အရေးပါတဲ့မေးခွန်းတချို့ကိုကိုကိုမေးလိုက်တယ်ဆိုလို့ရှိရင်တော့ဒါဘယ်အလုပ်ကိုရွေးရမယ်ဘယ်အလုပ်ကန်လမ်းကြောင်းကိုတွားရမယ်ဆိုတာရွေးချယ်ရတာပို့ပြီးတော့လွယ်ကူသွားနိုင်ပါတယ်တဲ့โอเคအဲဒါဆိုရင်ဒီနေရာမှာ तू ကမေးခွန်း၄ခုကိုကကိုမေးခိုင်းတယ်အဲ့ဒီမေးခွန်းဖြေပြီးတော့ကြတော့မှာဘယ်အလုပ်ကန်လမ်းကြောင်းကိုတွားဖို့အဆင်ပြေတယ်ဆိုတာကိုကကိုရှင်းရှင်းလင်းလင်းပို့ပြီးတော့သိလာမယ်ပေါ့အဲ့ဒါဆိုဒီနားမှာ तू ဘာပြောသွားလဲ အလောက်ကင်လမ်းချောင်းတစ်ခုအပေါ်မှာဆုံးဖြတ်ချက်ချရွေးချယ်ရတာဒီခက်ခဲနိုင်ပါတယ်။ရွေးချယ်စရာတွေအများကြီးရှိတယ်။တခုတည်းကိုဘလို့သွားရွေးချယ်မလဲ။ကိုကုကိုအေးပါတဲ့မိကွန်းတချို့မေးတာကအကူအညီရကောင်ရနိုင်ပါလိမ့်မယ်။ Deciding on a career can be difficult. There are so many choices. How will you choose just one? It can help to ask yourself some important questions. Okay, စက်ကြည့်ရအောင်။ထမမိကွန်းသူပါမေးခိုင်းလေ။ will i find a job ငါအလုပ်ကိုရှာလို့ရနိုင်မလား in my field ငါရဲ့လောကမှာ after i graduate ငါဘွဲရပြီးတဲ့အခါဘွဲရပြီးတဲ့အခါဒီကိုရွေးလိုက်တဲ့လောကမှာကိုအလုပ်ရနိုင်လားဥပမာကိုကစေပညာလောကကိုရွေးလိုက်တဲ့ဆိုရင်ဒီနေရာမှာကိုအလုပ်ရနိုင်လားဒါဆိုရနိုင်ချေရှိတယ်စေပညာလောကဆိုတာဘယ်တော့မှမတိမ်ခေါ်ဘူးပေါ့နော်တချို့အလုပ်တွေဆိုလို့ရှိရင်ဘာတွေရှိလဲဆိုရင်အာနောက်ပိုင်းမှာထွန်းကားတော့တဲ့အလုပ်တွေအရင်တုန်းက လိုအပ်ခဲ့ရင်အခုမလိုအပ်ခဲ့တဲ့အလုပ်တွေရှိနိုင်တယ်ပေါ့ဥပမာဆိုရင်ဒါဟိုတော့ကနွားနွားညစ်တဲလို့ဘာလို့ဆိုလို့ရှိရင်ဖွင့်ဖြိုးတဲ့နိုင်ငံမှာနွားနွားညစ်တဲ့အလုတ်ကနည်းနည်းရှားသွားနိုင်တယ်စက္ကရိယာရည်နဲ့ညစ်မယ်ဒီနေရာအတွက်နည်းနည်းနဲပါသွားနိုင်တယ်ပေါ့အလုတ်ကိုင်းလမ်းကြောင်းဒါကြောင့်သူကဗာမေးလဲဆိုတော့ကိုပွဲရပြီးတဲ့အခါမှာကိုရွေးချယ်ထားတဲ့လောကမှာ အလုတ်ရဖို့လွယ်နိုင်မလားပေါ့အလုတ်ရနိုင်မလားဒါမျိုးလေးဖြစ်ပါတယ် It's a good idea အကြံကောင်းတစ်ခုဖြစ်ပါတယ် to study for a career အလောက်ကင်လမ်းကြောင်းတစ်ခုအတွက်စာလေ့လာဖို့ in a growing fee ပွန်ထွာလာနေတဲ့လောကတစ်ခုအတွက်ဒါအလောက်ကင်အတွက်စာလေ့လာရတာဆိုရင်တော့ကောင်းတယ်ပေါ့တကယ်လို့တဖြည်းဖြည်းနဲ့သေလာမဲ့လောကအုံမှာသေလာမဲ့ပညာရဲ့တစ်ခုမှာသက်သင်မယ်ဆိုလို့ရှင်ကိုယ့်အတွက်ဘွယ်လဲရရောအလုပ်လဲမရှိရောဖြစ်သွားနိုင်တယ်ပေါ့နော်ရေရှည်အနာဂတ်ကိုကြည့်ရမယ်တဲ့ The Bureau of Labor Statistics the bureau bureau ဆိုတာဘယ်လိုမျိုးလဲဆိုရင်သတင်းအချက်အလက်တွေကောက်ခံပဲသတင်းအချက်အလက်တွေပေးမယ်ဒီလိုမျိုးအလုပ်ကင်လုပ်တဲ့သူဒီ bureau အဖွဲ့အစည်းပေါ့ of labor statistics ဒီ labor ဆိုတာကအားကိုပြောတာပေါ့နော်လုပ်အလုပ်အားလုပ်အား statistics statistics ဆိုတာအချက်အလက်တွေဒီ labor statistics တွေကိုပေါ့စုဆောင်းနေပြီးတော့ပေးစွမ်းတဲ့ bureau ကအဖွဲ့အစည်းကဘာပြောလဲဆိုတော့ makes predictions predictions ခန့်မှန်းချက်တွေသူတို့လုပ်တယ် about the fields ဒီပညာရပ်တွေနဲ့ပတ်သက်လို့ that will have the most job growth အဲဘယ်ဟာကဘယ်ပညာရပ်တွေကအလုပ်ကင်လမ်းကြောင်းအဖြစ်ခွန်ကားဆုံးဖြစ်မလဲဆိုတာကို the BLS လို့ခေါ်တဲ့ Bureau of Labor Statistics ကသူကခန့်မှန်းချက်တွေလုပ်တယ်တဲ့ခန့်မှန်းချက်လုပ်တာဒီ make predictions ပေါ့ခန့်မှန်းချက်တွေလုပ်တယ် the BLS predicts ဒီ BLS အဖွဲ့အစည်းက ခတ်မှန်းပါတယ်တဲ့ဘာခတ်မှန်းလဲဆိုတော့ that healthcare ကျမရေးစောင့်ရှောက်မှု construction စောက်လုပ်ရေး and teaching သင်ကြားခြင်း will be ဖြစ်လာပါလိမ့်မယ် some of the fastest growing fields of the future အနာဂတ်ရဲ့အမြန်ဆုံးကြီးထွားဖွံ့ဖြိုးလာမယ့်ပညာရပ်တွေဖြစ်လာလိမ့်မယ်တဲ့ဒီသုံးခုကပညာရေးအဲကျမရေးစောင့်ရှောက်မှုစောက်လုပ်ရေးနဲ့စာသင်ကြားခြင်းတွေကဒါတွေကအများကြီးဖွံ့ဖြိုးလိမ့်မယ်ပေါ့နော်ဒီနေရာတွေမှာတော့ကိုကသွားပြီးအလုပ်လုပ်မယ်ဆိုအလုပ်ကံရနိုင်တယ် သူတို့ခတ်မှန်းတာပေါ့နော် for example ဥပမာအားဖြင့်ပြောရရင် they predict သူတို့ကခတ်မှန်းတယ် nursing jobs ဒါသူနာပြုအလုပ်တွေသည် will increase တိုးတက်လာပါလိမ့်မယ် by 26% 26ရာခိုင်နှုန်းလောက်ကို တိုးတက်လာလိမ့်မယ် in just 10 years စနစ်အတွင်းမှာတင်ကိုဒီ nursing jobs တွေသည်26ရာခိုင်နှုန်းလောက်ကိုတိုးတက်လာလိမ့်မယ်တဲ့ okay အဲ့ဒါဆိုဒီအပိုက်မှာဗာပြောသွားလဲဆိုတော့ ကိုကိုကိုမေးတဲ့နဲ့မေးကိုနံပါတ်၁ပေါ့နော်အလောက်ကင်စဉ်းစားမယ်ဆိုလို့ရှင်ကိုဘွဲရပြီးသွားလို့ရှင်ယင်ကိုရွေးချယ်လိုက်တဲ့လောက ကိုရွေးချယ်လိုက်တဲ့ပညာရက်မှာအလောက်တစ်ခုရှာလို့ရနိုင်မလားโอเคဒီလိုမျိုးပေါ့နော်ကြီးထွားဖွံ့ဖြိုးလာနေတဲ့လောကမှာအလုပ်အလုပ်တစ်ခုရှာဖို့အတွက် စာလေ့လာမယ်ဆိုရင်တော့ကောင်းတယ် Bureau of Labor Statistics Statistics ဆိုခေါ်တဲ့ BLS အဖွဲ့အစည်းကြီးကဒါအနာဂတ်မှာဘယ်အလုပ်တွေက ဖွံ့ဖြိုးလာမယ်ဆိုတာကိုသူတို့ကခက်မှန်းလေးရှိတယ်။ BLS ကဘာခက်ဘာခက်မှန်းထားလဲဆိုလို့ရှိရင်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုစောက်လုပ်ရေးနဲ့ပြီးတော့စာတင်ကြားခြင်းတွေက အနာဂတ်မှာအရန်ဖွံ့ဖြိုးမယ်အမြန်ဆုံးဖွံ့ဖြိုးမယ်လောကတွေဖြစ်လာလိမ့်မယ်။ဥပမာအဖြစ်အတိအကျပြောရမယ်ဆိုရင်သူတို့က10နှစ်အတွင်းမှာတင်ကိုပဲဒီ nursing job စူနာပြုအလုပ်တွေက26ရာခိုင်နှုန်းလောက်ထပ်ပြီးတော့တိုးတက်လာလိမ့်မယ်လို့သူတို့ခန့်မှန်းတယ်ပေါ့။ Okay. Will I find a job in my field after I graduate? It's a good idea to study for a career in a growing field. The Bureau of Labor Statistics BLS makes predictions about the fields that will have the most job growth. The BLS predicts that healthcare, construction, and teaching will be some of the fastest growing fields of the future. For example, they predict nursing jobs will increase by 26% in just 10 years. โอเคဒါပထမကွာကို မေးရမယ်မေးကိုကိုပညာသင်တဲ့လောကသည်ဒါအရှိမတိုးတက်မဲ့အလားအလားရှိရဲ့လားပေါ့อืมနောက်တစ်ခါနောက်တစ်ခုမေးကို what job ဘာအလုပ် will i enjoy doing ဘယ်အလုပ်ကိုငါလုပ်ရတာကြိုက်လိမ့်မလဲအမ်ဒါလောကမှာအလုပ်ရနိုင်မလားဆိုတာလဲစဉ်းစားရမယ်ဒုတိယတစ်ချက်ကဘယ်အလုပ်တွေကိုကိုလုပ်ရတာကြိုက်လိမ့်မလဲဆိုတာလဲစဉ်းစားရမယ် you will probably want a well paying job you will probably want နင်လိုချင်ကောင်းလိုချင်နိုင်ပါတယ် a well paying job လာစာကောင်းတဲ့အလုပ်တစ်ခုကိုနင်လိုချင်ကောင်းလိုချင်နိုင်တယ် but ဒါပေမဲ့ it's also important နောက်ထပ်အရေးလည်းကြီးပါသေးတယ် to think about တွေးတော်ဖို့အတွက် the kind of job you will enjoy နင်လုပ်ရတာလုပ်ပျော်တဲ့အလုပ်ကဘလို့အလုပ်ဖြစ်မဲဆိုတာပါတွေးတော်ဖို့ကလည်းအရေးကြီးသေးတယ်တဲ့လာစာများတာအလုပ်ရတာတည်းမဟုတ်သေးဘူး Do you love words and writings? စကားလုံးနေနဲ့စာရေးခြင်းကိုနင်ချစ်သလား? Then တကယ်လို့ချစ်တယ်ဆိုရင်တော့ career အလုပ်ငန်းလမ်းကြောင်းတစ်ခု as a journalist journalist ဆိုတော့ဒါ journalist မှာရေးတဲ့သူပေါ့နော်အာ magazine တွေဘာတွေမှာစောင်းပါးတွေဘာတွေရေးမဲ့သူ journalist or an editor editor ဆိုတော့တီးဖြတ်တဲ့လူ ာပေတီးဖြတ်တဲ့လူပဲဖြစ်ဖြစ်ပေါ့ဒီဟာတွေတီးတဲ့ maybe right for you နင့်အတွက်မှန်ကန်လိမ့်မယ်တဲ့နင့်အတွက်မှန်ကန်မယ်ဆိုတော့နင့်အတွက်တင့်တော်ပါလိမ့်မယ်တဲ့နော် journalist ဒါမှမဟုတ် editor တယောက်လုပ်မယ်ဆိုရင် do you enjoy numbers နံပါတ်တွေကိုနင်ကြိုက်လား then တကယ်လို့ဒါကြိုက်တယ်ဆိုရင် you may enjoy working as an accountant or engineer ဘာကြိုက်နိုင်လဲဆိုတော့တဲ့နင် accountant စည်ရင်းကိုင်တယောက်လုပ်ရတာကြိုက်ကောင်းကြိုက်လိမ့်မယ်ဒါမှမဟုတ် engineer engineer တွေဒီလဲနံပါတ်တွေအရန်တွက်ရတယ်ပေါ့နော် အဲ့ဒါကိုကြိုက်ကောင်းကြိုက်လိမ့်မယ်တဲ့ဒုတိယအချက်သည်ကိုဘာအလုံးလုံးဝတာကြိုက်လိမ့်မလဲဒီမေးခွန်းမေးရမယ်နင်းလစာများတဲ့အလုံးတစ်ခုကိုလိုချင်ကောင်းလိုချင်လိမ့်မယ်ဒါပေမဲ့ကိုဘယ်အလုံးကိုလုံးဝတာကြိုက်နိုင်လဲဆိုတာပါရေးကြည့်ရဲစဉ်းစားဖို့အတွက်နေစကလုံးနေနဲ့စာရေးခြင်းကိုကြိုက်လာအဲ့ဒါဆိုလို့ရှိရင်တော့ journalist ဒါမှမဟုတ် editor လောက်တာကနင့်အတွက်မှန်ကန်လိမ့်မယ်ဒါမှမဟုတ်နံပါတ်တွေကိုကြိုက်လာနံပါတ်တွေကြရင်တော့ What job will I enjoy doing? you probably want a well-paying job, but it's also important to think about the kind of job you will enjoy. Do you love words and writing? Then a career as a journalist or an editor may be right for you. Do you enjoy numbers? Then you may enjoy working as an accountant or an engineer. โอเคဆက်သွားကြည့်အောင်မိကိုနှစ်ခုမေးပြီးသွားပြီတတိယမိကို what type of workplace ဘလို့လုပ်ငန်းခွင်မျိုး will be best for you နဲ့ will be best for me ငါအတွက်အကောင်းဆုံးဖြစ်လိမ့်မလဲဘလို့လုပ်ငန်းခွင်မျိုးနေရာမျိုးဒီငါအတွက်အကောင်းဆုံးဖြစ်လိမ့်မလဲဥပမာကိုကယုံထဲမှာနေရတာကြိုက်လားအပြင်မှာလုပ်ရတာကြိုက်လားဒါပေါ့နော် okay do you like working in an office ယုံခန်းတစ်ခုထဲမှာအလုပ်လုပ်ရတာကိုနေကြိုက်လား there are many options ရွေးချယ်စရာတွေအများကြီးရှိတယ် such as ဥပမာအားဖြင့် human resource manager human resource manager ဆိုရင်ဒါ HR ဌာနပေါ့နော်လူတွေစုဆောင်မယ်လကားတွေပေးမယ်အဝန်ထမ်းတွေကြားပြဿနာတွေကိုဖြေရှင်းမယ် human resource manager အလုပ် or ဒါမှမဟုတ်ရင် accountant အဲစည်ရင်းကိုင်အလုပ်တကယ်လို့လုပ်ငန်းခွင်အယုံထဲမှာလောက်ရတာကြိုက်တယ်ဆိုဒီအလုပ်တစ်ခုကအဆင်ပြေလိမ့်မယ်တဲ့ do you hate to be inside အထဲထဲမှာနေရတာမုန်းလားဒီလိုမျိုးနန်းရံနေကြတဲ့မှာအလုံးလုံးနေရတာမုန်းသလား then တကယ်လို့အဲ့လိုမုန်းနေဆိုရင်တော့ a desk job probably won't work for you desk job ဒီစပွဲလေးနဲ့အလုံးလုံးနေရတာဒီနေ့အတွက်အဆင်ပြေမှာမဟုတ်ဘူးတဲ့နေ့အတွက်အလုံးလုံးမှာမဟုတ်ဘူးဆိုတော့နေ့အတွက်အဆင်ပြေမှာမဟုတ်ဘူး jobs that you will like better နေပိုကြိုက်မဲ့အလုပ်တွေသည် might include ပါဝင်ပါလိမ့်မယ် Park Ranger Park Ranger ဆိုတာဒီဒါဥယျာဉ်အကြီးကြီးတွေပေါ့နော်တိရစ္ဆာန်တွေလည်းဘေးမဲ့လွတ်ထားမယ်အဲ့ဒီဥယျာဉ်တွေကိုထိမ့်သိမ်းရတဲ့လူကြီးပေါ့အဲ့လို Park Ranger အလုပ်ဒါမှမဟုတ်ရင် Poster Walker Poster Walker ဆိုတော့ဒါအဝါတွေလိုက်ပို့မယ်ပေါ့စာတွေဘာတွေပစ္စည်းတွေဘာတွေလိုက်ပို့မယ် Poster Walker အလုပ် or Marine Biologist Marine Biologist ဆိုတာကဘာလဲဆိုရင်ဒီရေအောက်ကရေအောက်ကသဘာဝတရားတွေအကောင်တွေကိုသူတို့ကလေ့လာတဲ့ အာသိပ္ပံပညာရှင်ပေါ့နော်ဒီ marine biologist အလုပ်တွေကိုကြိုက်ကောင်းကြိုက်လိမ့်မယ်တဲ့အထဲထဲမှာနေရတာကိုမကြိုက်ဘူးဆိုတာအပြင်းအားအလုပ်တွေပေါ့နော်တတိယမေးရမယ်မေးခွန်းလေးဒီဘလို့လုပ်ငန်းခွင်ကငါအတွက်အသင့်တော်ဆုံးဖြစ်လိမ့်မလဲယုံထဲမှာလောရတာကြိုက်လားဒါဆိုတော့ရွေးချယ်စရာအများကြီးရှိတယ် human resource manager ပဲလုပ်မလားစည်ရင်းကြိုင်ပဲလုပ်မလားတကယ်လို့နင်အတွင်းထဲမှာနေရတာမုန်းလားဒါဆိုရင်တော့စပွဲတစ်လုံးနဲ့လုပ်နေရတဲ့အလုပ်ကနင်အတွက်အဆင်ပြေမှာမဟုတ်ဘူး တခြားနေကြိုက်နိုင်တဲ့အလုပ်တွေကတော့ park ranger အလုပ် postal worker အလုပ်ဒါမှမဟုတ် marine biologist အလုပ်တွေဖြစ်ပါလိမ့်မယ် What type of workplace will be best for me? Do you like working in an office? There are many options such as human resource manager or accountant. Do you hate to be inside? Then a desk job probably won't work for you. Jobs that you will like better might include sorry jobs that you will like better might include park ranger postal worker or marine biologist okay ဒါကတော့ဘလို့လုပ်ငန်းခွင်မှာလေ့ကျင်လဲဆိုတာလေအတွင်းထဲမှာကြိုက်လားအပြင်ကြိုက်လားဆိုတာကိုကုကုကိုမေးခိုင်းတယ်နောက်ဆုံးမေးခွန်းသူပါမေးခိုင်းတယ် what kind of lifestyle ဘလို့လူနေမှုဘဝမျိုး do i want ငါလိုချင်တယ်ဘလို့လူနေမှုဘဝမျိုးကိုလိုချင်လဲပေါ့เนาะ will you be happy နင်ပျော်လိမ့်မလား working long hours long hours ဆိုရှေလျားတဲ့နာရီတွေအလုပ်လုပ်ရတာပျော်မလားတဲ့အကြာကြီးအလုပ်လုပ်ရတာပျော်လားပေါ့ with a lot of pressure ဖိအားတွေစိတ်ဖိအားတွေအများကြီးနဲ့အကြာကြီးအလုပ်လုပ်ရတာမျိုးနင်းပျော်လား then ပျော်တယ်ဆိုရင်တော့ you could be နင်းဖြစ်နိုင်ခြေရှိပါတယ် a lawyer or a doctor အဲ uh. ရှေ့နေတယောက်ဒါမှမဟုတ်ဆရာဝန်တယောက်ဖြစ်လို့ရတယ်ပေါ့ရှေ့ရှေ့ကြကြိုင်းနဲ့ပြီးတော့ဖိစီးမှုအများကြီးနဲ့လောက်ရတာကြာရင်တော့သွားဟိုဟာဘာတလုပ်လဲဆိုရင် lawyer သွားလုပ် doctor သွားလုပ်ဒါမျိုးပြောတာပေါ့နော် if not တကယ်လို့ဒါမဟုတ်ဘူးဆိုရင်မဟုတ်ဆိုမကြိုက်ဘူးပေါ့နော်အဲ့လိုရှေ့ရှေ့ကြကြိုင်းလောက်ရတာမကြိုက်ဘူးဆိုရင် then you you probably won't like these jobs ဒီလောက်တည်းကိုနင်ကြိုက်လိမ့်မယ်မဟုတ်ဘူး you may prefer နေပို့ပြီးတော့ကြိုက်ပါလိမ့်မယ် a job with more flexibility flexibility ဆိုတော့ရွှေ့နိုင်ပြောင်းနိုင်တဲ့အလုပ်မျိုးပေါ့ဥပမာကိုကဒီအချိန်အစ်စ်မပြေလို့တခြားအချိန်ကိုပြောင်းလို့ရမယ် flexibility ဖြစ်တယ်ပေါ့နော်ပြုတ်ပြုတ်ပြောင်းပြောင်းဖြစ်တယ်ဟိုတခုခုကအမြဲအသေးဖြစ်မနေဘူးပေါ့အဲ့လိုအသေးဖြစ်မနေတဲ့အလုပ်မျိုးလေးကိုနင်ပိုကြိုက်ပါလိမ့်မယ်တဲ့ such as ဘယ်လိုမျိုးတွေလဲဆိုရင် a therapist therapist ဆိုတော့ဗာလဲဆိုရင်ဒါသိပညာရှင်ပေါ့နော် therapist ဆိုတာအခုဆိုလို့ရှိရင်အင်္ဂလိပ်စကားတွေမှာလည်းအများကြီးပါလာပြီပေါ့ therapist နဲ့တွေ့ပြီးစကားပြောတယ်ပေါ့နော် အကိုစိတ်ကပါဖြစ်တယ်ခွင့်ပြောတယ်ဒါမျိုးတွေပေါ့ or an IT consultant IT consultant ဆိုတာဒါဆွေးနွေးပေးတဲ့လူ IT နဲ့ပတ်သက်လို့ဘာလုပ်သင့်တယ်မလုပ်သင့်ဘူးဆွေးနွေးပေးတဲ့လူမျိုးဖြစ်နိုင်တာပေါ့ဒါမျိုးအလုပ်တွေလုပ်သင့်တယ်တဲ့တကယ်လို့ဒါဒီအချိန်အသေးကြီးကိုမကြိုက်ဘူးဆိုလို့ရှိရင်ပေါ့နော်ညှိနှိုင်းပြောင်းနိုင်တဲ့အလုပ်တွေပေါ့ဘလို့လူနေမှုဘဝမျိုးကိုငါလိုချင်တယ် တကယ်နင်းဒီအကြာကြီးနဲ့စိတ်ဖိစီးမှုအများကြီးနဲ့လောက်ရတာကိုပျော်သလားအဲ့ဒါဆိုရင်တော့နင်းရှေ့နေတယောက်ဒါမှမဟုတ်ဆရာဝန်တယောက်ဖြစ်နိုင်ခြေရှိပါတယ်တကယ်လို့အဲ့လိုမဟုတ်ဘူးဆိုရင်တော့နင်းဒီအလုပ်တွေကိုကြိုက်မှာမဟုတ်ဘူးပို့ပြီးတော့ flexibility ရွှေ့နိုင်ပြောင်းနိုင်တဲ့အလုပ်မျိုးကိုနေပို့ပြီးတော့ကြိုက်လိမ့်မယ် therapist အလုပ်ဒါမှမဟုတ်ရ IT consultant အလုပ်ပေါ့ okay ဒီမှာမေးခွန်းလေးခုမေးသွားတယ် if you think carefully နေသေးချာတာတွေးကြည့်မယ်ဆိုရင် about these questions ဒီမေးခွန်းတွေနဲ့ပတ်သက်လို့တကယ်လို့သာဒီမေးခွန်း၄ခုကိုတေချာနက်နက်နဲ့တွေးကြည့်ပါကိုဘာကြိုက်လဲဘာညာပေါ့ you will find မင်းရှာဖွေတွေ့ရှိပါလိမ့်မယ် your perfect career နေ့ရဲ့အပြည့်အပြည့်စုံဆုံးသောလောက်ကင်လန်းချောင်းကိုရှာဖွေတွေ့ရှိလိမ့်မယ်နေ့အတွက်အသင့်တော်ဆုံးသောလောက်ကင်လန်းချောင်းကိုတွေ့ပါလိမ့်မယ်တဲ့ဒီမေးခွန်း၄ခုသာကိုယ့်အကိုရိုးရိုးတသားတဲ့မှန်မှန်ကန်ကန်မေးကြည့်ပါပေါ့နော် okay If you think carefully about these questions, you will find your perfect career. ဒီနေရာမှာဆိုရင်သူမေးသွားတဲ့မေးခွန်း၄ခုသည် Will I find a job in my field after I graduate? ပွဲရပြီးတဲ့နောက်မှာကိုရွေးချယ်လိုက်တဲ့ပညာရက်လောကတစ်ခုမှာကိုအလုံးရှာလို့ရနိုင်မလား?ဒါကတော့အပြင်ပအချက်ပေါ့ကိုကိုကိုမေးတာမဟုတ်ဘူးပြင်ပလောကရဲ့ဒါဖြစ်လာနိုင်ခြေတွေမေးတာပေါ့နောက်တစ်ခုက what job will i enjoy doing ဘာအလုပ်ကိုငါလုပ်ရတာကြိုက်လိမ့်မလဲဒါကြီးကတသက်လုံးသုတ်သွားမှာဆိုတော့ရွေးချယ်ပြီးရင်ဘလို့အလုပ်ကိုကိုလုပ်ရတာပျော်လိမ့်မလဲကိုပျော်တဲ့ action လေးတွေနဲ့ရွေးပေါ့ဒါကတော့အတွင်းကိုကြီးခိုင်းတာကိုကိုကိုမေးခိုင်းတာ what type of workplace will be best for me ဘလို့လုပ်ငန်းခွင်ကကို့အတွက်အသင့်တော်ဆုံးဖြစ်မလဲအပြင်မှာနေရတာကြိတ်လားဒါဆို Park Ranger တို့ပစ္စည်းပိုးတဲ့လူတို့ Marine Biologist တို့လို့အတွင်းမှာနေရတာကြိုက်တယ်ဆိုရင်တော့အလုပ်တွေပေါ်တယ်အဲ Resource HR Manager ပဲလုပ်မလားစည်ရင်းကိုင်ပဲလုပ်မလားလုပ်လို့ရတယ် what kind of lifestyle do i want ဘလို့လူနေမှုဘဝမျိုးကိုလိုချင်လဲအလုပ်ကိုရှေ့ရှေ့ကြကြာကြီးစိတ်ဖိစီးမှုတွေအများကြီးနဲ့လုပ်ရတာပိုကြိုက်တယ်ဆိုရင်ဆရာဝန်ဒါမှမဟုတ်ရှေ့နေတာလုံးတဲ့တကယ်လို့အဲ့လိုမျိုးမကြိုက်ဘူးဆိုရင်တော့ flexibility ရွှေ့နိုင်ပြောင်းနိုင်တဲ့အသေးမဟုတ်နေပဲနဲ့ပေါ့နော်အဲ့လိုမျိုးရှိတဲ့ therapist အလုပ်ဒါမှမဟုတ် IT consultant အလုပ်လုပ်ပါပေါ့ဒီမေးခွန်းလေးကိုကိုယ့်အကိုတစ်ချက်မေးကြည့်ပါပေါ့ဒါလေးကတော့ choosing a career ဖြစ်ပါတယ် thank you very much please subscribe my channel